အိန္ဒိယစာဆိုရော်ဗင်နတ်ဂိုးဟာစာပေကဗျာအလင်္ကာနဲ့အိန္ဒိယလူ့ဖွဲ့စည်းရဲ့နှလုံးသားပုဂ္ဂိုလ်ဩဇာလွှမ်းမိုးခဲ့သူဖြစ်ပါတယ်။တကိုးရဲ့စာပေဩဇာဟာမြန်မာပြည်ရဲ့ခေတ်ဆန်းစာပေလှုပ်ရှားမှုနဲ့တူမြန်မာပြည်တည်းတိုးဝင်လာခဲ့ပါတယ်။တကိုးရဲ့ကစ်တဇလီကဗျာအမှတ်35မှာတကိုးကအခုလိုဆက်ဆိုပါတယ်။ကြောက်ရွံ့ခြင်းကင်းစွာဥကောင်းကိုမော်၍ထားနိုင်သော အတ္တိတရားရှာရာတွင်လွတ်လပ်သောအချင်းချင်းမကျင်းမနာကျင်းမြောင်သေးသိမ့်ခြင်းမရှိသောမှန်သောစကားကိုဆိုသောမလျှော်သောဇွဲလုံးလားဖြင့်ချီတက်လျက်ရှိသောတတိတပန်စဉ်ရှိသောအတွေးခေါ်ကြေပြန့်မျှတသောအကျင့်ရ၌အကျွန်ုပ်၏နိုင်ငံသည်노ထပွင့်လန်းပါစေတည်းတဲ့တကူကသူမြင်ခြင်းနဲ့အိန္ဒိယကိုအခုလိုဖွဲ့ပါတယ်ဒီနေရာမှာ တကိုးရဲ့ကြပြာသွားအနှစ်သားကိုယူပြီးတော့ကျွန်တော်လဲညမာပြည်အတွက်ကောက်နှုတ်ပြောကြင်ပါတယ်တကိုးရဲ့ကြပြာအဘိဓမာထဲမှာကျွန်တော်ရွေးထုတ်ခြင်းနဲ့စကလုံးတစ်ချို့ရှိပါတယ်ကြောက်ရွံ့ခြင်းကင်းစွာဦးကောင်းကိုမော်၍ထားနိုင်သော အချင်းချင်းမကျင်မနာကျင်းမြောင်းသေးသိမ့်ခြင်းမရှိသော အတွေ့ခေါ်ကြေပြန့်ညတာသောဒီစကရက်သုံးပုတ်ဟာလက်ရှိမြန်မာပြည်အတွက် ိတ်အဆက်တယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ဟာကြောက်ရွံ့ခြင်းမကင်းနိုင်သေးဘူးကျွန်တော်တို့ဟာဥကောင်းကိုမော်လို့မထားနိုင်သေးဘူးကျွန်တော်တို့ဟာ အချင်းချင်းကြင်ကြင်နာနာ မပြုတ်မှုနိုင်ကြသေးဘူးကျွန်တော်တို့ဟာဘဝအဖြစ်တော်လကောင်းအချင်းချင်းဆက်ဆံရေးအဖြစ်တော်လကောင်းခြင်းမြောင်းသေးတဲ့ခြင်းတွေရှိနေပါသေးတယ်ပို့လို့တောင်ဒူဘွားလာနေပါတယ်ကျွန်တော်တို့လူတိုင်းဝိုင်းမှာကျေပြန်းနဲ့တွေးခေါ်ထက်ပြီးတော့ လိုနေတာတွေ့ရသလိုမျှတာတဲ့အတွေးခေါ်ရှိဖို့သိလိုအပ်နေပါတယ်။အကြောင်းကတော့ကျွန်တော်တို့ဟာဒေါသတွေဖြစ်ခြင်းစိတ်တွေအာမလို့အာမရစိတ်တွေဖြစ်စည်းမှုတွေညင်းဆဲခံရမှုတွေအကျဉ်းချက်တွေကြောင့်အစွန်ရောက်တဲ့သဘောထားအမြင်တွေလွှမ်းမိုးမှုတိတ်များနေပါတယ်။မျှတာစွာတွေးခေါ်နိုင်ဖို့ကျွန်တော်တို့မတက်နိုင်ကြသေးဘူး။ဒီလိုလူဖွဲ့စည်းမျိုးဟာ ကျွန်တော်တို့နိုင်ငံမှာအမြင့်ဆွဲတည်ရှိနေပါတယ်။ ကြောက်ရွံ့ခြင်းမနှက်ဖြံများကြောက်ရွံ့ခြင်းစိုးထိတ်ခြင်းစိုးရိမ်ခြင်းကြောင်းကြရှိခြင်းပူပန်ခြင်းတောကနဲ့စိတ်ဒုက္ခတွေဟာ အပူမီးတွေဖြစ်နေစဉ်လိုလို လူတို့ကကြုံနေရပါတယ်မငိမ့်ချမ်းမှုတန် တိုက်ပွဲတွေရဲ့တန်ကပ်ဘေးတွေရဲ့တန်တွေကြောင့်အထွေထွေသောစိုးရိမ်ဒုက္ခတွေနဲ့အသက်ရှင်နေရတယ်တကူကူတွေအမြဲတမ်းစိုးရိမ်ကြောင်းကြမှုဟာ ကျွန်တော်တို့ပြည်သူတွေစိတ်ထဲမှာရှိနေပါတယ်။လုံခြုံရေးအတွက်ကြောက်ရွံ့ရတယ်။စားဝတ်နေရေးအတွက်ပူပန်ရတယ်။ညှင်းဆဲတပ်ဖြတ်မှုခံရမှုပေးဖို့ကြောက်ရွံ့ရတယ်။ကျွန်တော်တို့ဟာဥကောင်းတွေမမထားနိုင်သေးဘူး။ကိုယ်နေရက်ကိုစွန့်ခွာပြီးတိုင်းတစ်ပါးကိုကူးပြောင်းရတဲ့အခါမှာလေမတည်ငြိမ်သောအငြိမ်းချမ်းသောနှိမ့်ဆက်ကလူပြူသောတိုင်းပြည်ကဖက်ခွာခဲ့ရခြင်းကြောင့်မျက်နာကိုငုံထား ခေါင်းကိုငုံထားချရတဲ့အဖြစ်မျိုးကို ကြုံနေရပါတယ်။အချင်းချင်းမကျင်းမနာကျင်းမြောင်းသေးတဲ့တော့အာနာကြောင့်အကျိုးစီးပွားကြောင့်မနာလိုမုံထားမှုတွေကြောင့်ဝန်တိုမှုတွေကြောင့်တို့လူမှုတိုင်းဝိုင်းဟာမေတ္တာမထားနိုင်ဘူး။ကရုဏာမထားနိုင်ကြဘူး။မုဒိတာမပွားနိုင်ကြဘူး။အာဃာတတွေဟာ ဖုံးညာကနေပေါ်လာတယ်။အနာဟောင်းတွေက အစိတ်ပြန်တက်လာတယ်။ နာဆွေးတွေကတက်လာကြတယ်အတိတ်ရဲ့အမုန်းတရားတွေဟာပစ္စုပန်ထိတည်ဆောင်ခြင်းခံလာရတယ်အတိတ်ရဲ့ကျင်းသားဖြစ် အနာဂတ်မှာပြန်လဲရှင်သန်ကြရတယ်အချင်းချင်းမပေါင်းစည်းနိုင် မခေါ်နိုင်မပြောနိုင်မဆွေးနွေးနိုင်မျက်နှာချင်းမဆိုင်နိုင်တို့တွေဟာ အချင်းချင်းမကျင်းမနာနိုင်ကြတော့ဘူးအချင်းချင်းသေးသေးနဲ့စိတ်ဓာတ်တွေရဲ့ပြုတ်မှုတုံ့ပြန်ကြရတော့တယ်သေးသေးနဲ့လောက်ရက်တွေကိုလှုပ်ဖို့ ပေးတဲ့နဲ့အကြံစီတွေနေညမပြတ်ကြံစီ အားထုတ်နေကြရတော့တယ်လူဖွဲ့စည်းဟာကွဲကြေလူဖွဲ့စည်းမကျင်မနာ လူဖွဲ့စည်းပေးတဲ့ကျင်းမြောင်လူဖွဲ့စည်းဒီလိုခြေနေမျိုးကိုဒုနိုင်ငံဟာကြာရောက်နေပါတယ်အတွေ့အခေါ်ကြေပြန့်ညတာတော့အတွေ့အမြင်သဘောထားစိတ်နေစိတ်ထားဆိုတာကြေပြန့်မှုခက်တာလား အချုပ်ကျဲမရှိမှလည်းကျေပြန့်နိုင်တယ်လေအတုပ်နှောင်မရှိမှလည်းကူလူးခြေဆက်နိုင်ပါတယ်အကြောက်တရားမရှိမှလည်းကျေပြန့်အောင်လွင်မျောနိုင်တယ်မဟုတ်လားအတွေးမြင်မျှတာဖို့ဆိုတာလည်းမလွယ်ဝမ်းဝါမှမျှတာတဲ့အတွေးမြင်ကိုတွေးနိုင်တယ်ခေါ်နိုင်ပါတယ်အခြေခံဘဝမလုံခြုံတဲ့အခါမျှတာဆိုတာမတွေးခေါ်နိုင်ဘူးကြောက်တရားနဲ့အစိုးရိမ်မှုကြောင်းကြမှုမကင်းတဲ့အခါမှာမျှတာစွာမတွေးခေါ်နိုင်ဘူး။ ကိုချင်းစာတရားထားဖို့ဆိုတာ မလွယ်ဘူးစိတ်တော့ကကိုဤဒုက္ခရောက်နေတဲ့လူဖွဲ့စည်းမှာညတာစွာတွေးခေါ်နိုင်ဖို့မလွယ်ကူဘူးဝမ်းရည်ကြက်တဲနေတဲ့လူတို့မှာညတာစွာ စိတ်နေစိတ်ထားရှိဖို့မလွယ်ကူဘူးအမုံတရားတွေပြည့်ရှမ်းနေတဲ့လူဖွဲ့စည်းမှာညတာစွာစိတ်သဘောထားထားနိုင်ဖို့မလွယ်ဘူးအညိုတရားတွေလက်စားချေမှုတွေညှင်းဆဲခံရမှုတွေအတုံ့လှဲ့တွေနဲ့ဒင်းကြံပြည့်နေတဲ့တိုင်းပြည်မျိုးမှာ မျှတာတဲ့တွေးခေါ်မျိုးဖြစ်ထွန်းဖို့မလွယ်ကူပါဘူးကျွန်တော်တို့နိုင်ငံဟာမလွဲတာတွေတိတ်များလွန်လှပါတယ်မင်းတဲ့